ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလည်းမင်္ဂလာပါ Euro 2028ပြိုင်ပွဲပေါ်လေကမ္ဘာဖလားပြိုင်ပွဲအပြီးကျင်းပမယ်ဥရောပဖလား Euro 2028ပြိုင်ပွဲကို UK နိုင်ငံနဲ့ Ireland ကပူးတွဲအိမ်ရှင်ဖြစ်ကျင်းပွဲရရှိထားပြီဖြစ်တယ်ဆိုတော့ Euro 2028မတိုင်ခင်မှာ UK ဘက်ကဒါကမ္ဘာဖလားပြိုင်ပွဲဖြစ်တဲ့2030ကမ္ဘာဖလားပြိုင်ပွဲကိုသူတို့ကျင်းပဖို့စဉ်းစားသေးတယ် ဒါပေမဲ့ possibility chance ကနည်းတဲ့အတွက်ကြောင့် Euro ပြိုင်ပွဲကိုပဲအရှင်ဖြစ်ကျင်းပဖို့ဆုံးဖြတ်ရင်းနဲ့2028ပြိုင်ပွဲကိုသူတို့ကျင်းပဖို့ရှောက်ထားခဲ့တဲ့အိုက်ပါ UK နိုင်ငံဆိုတဲ့ကထုံးစံတိုင်းကျင်းပမှာကအင်္ဂလန်ရဲ့ Wales ရဲ့ Scotland ရဲ့ Ireland ရဲ့နိုင်ငံတွေပူးတွဲမှာပေါ့လေဆိုတော့ Asian UK နိုင်ငံဆိုရင်အင်္ဂလန်ပါမယ်နောက် Wales ပါမယ် Scotland ပါမယ်ပြီးတော့မှ Ireland Ireland ကတော့ ရောက်အိုင်ယာလန်နဲ့အိုင်ယာလန်ကိုရောထားပြီးတော့ဒီတစ်ခေါက်ကအိုင်ယာလန်နေနဲ့ပဲပါမယ်ဆိုတော့အခုကျင်းပမဲ့ဒီပြိုင်ပွဲကို2028ခုနှစ်ဂျွန်9ရက်ကနေဇူလိုင်9ရက်နေ့ထိကျင်းပတဲ့အခါမှာဝေးစတိုင်ကန်ကာတစ်မြို့မှာရှိတဲ့ထောင်စုနှစ်ကွင်းကြီးကယူရိုပြိုင်ပွဲ2028ပြိုင်ပွဲရဲ့အင်ရှင်ဖြစ်ဖွင့်ပွဲကိုကျင်းပဝင်ရဖို့သူတို့ဘက်ကထုတ်ပြန်ကြေညာတယ်ဥရောပဘောလုံးဖွဲ့ချုပ်ရဲ့ထုတ်ပြန်ကြေညာချက်မှာ ဒါထောင်စုနှစ်ကွင်းကြီးကပထမဆုံးပွဲစဉ်တစ်ဖြစ်ကျင်းပခွင့်ရမယ်အဲ့ဒါကတော့ဝေးစတိုင်ကန်မှာကျင်းပမယ်ကာတင်မျိုးကထောင်စုနှစ်ကွင်းကြီးတရားက2019ခုနှစ်ချန်ပီယံလိဖိုင်နယ်ကို Real Madrid နဲ့ Juventus တို့ကစားတဲ့ဒီကွင်းမှာ final ကျင်းပလုပ်ရယ်ရင်းလုံးက Wembley ကွင်းကြီးပြင်နေတဲ့အချိန်တုန်းကကျွန်တော်တို့ Carabao Cup တို့အဲ့တော့တော့ League Cup ပေါ့ဗျာ League Cup တို့ FA Cup ကိုအဲ့ကွင်းကြီးမှာခဏခဏတော့ကျင်းပခဲ့ပူတယ်ဆိုတော့ဒီကွင်းကြီးက ဂျွန်လ9ရက်နေ့ဖွင့်ပွဲအဖြစ် Ancient Ways of Chess ပွဲအောင်ရင် Ways က Ancient ဖြစ်ပွဲစဉ်တစ်ချင်ပါမယ်လန်ဒန်မြို့က Wembley Queen ကြီးကတော့ Euro ပြိုင်ပွဲရဲ့ Final အဖြစ်ဇူလိုင်9ရက်နေ့မှာကျင်းပမယ်ဆိုတော့ Wembley Queen အင်းနဲ့ပြီးခဲ့တဲ့2021ခုနှစ်ဥရောပတိုက်အမြန်နိုင်ငံဆုံးမှာပတ်ပြီးကျင်းပတဲ့ Euro ပြိုင်ပွဲမှာ နောက်ဆုံးအိရှင်ဖြစ်ကျင်းပခဲ့ဘူးတယ်ချန်ပီယံဖြစ်သွားတဲ့အီတလီနဲ့အိရှင်အင်္ဂလန်တို့ဖိုင်နယ်တွေ့တဲ့အခါမှာမိနစ်60တကူးစီတေးချလို့ပယ်နတီအဆုံးဖြတ်ရောက်တဲ့အချိန်မှာမာကက်ဆွဲရှိုးရဲ့ဂျီရန်ဆန်ချိုရဲ့ ဘူကာယူဆာကာရဲ့၃ရောက်ဆက်တိုက်ပန်တီလွဲခဲ့လို့ဂျန်လူဂျီဒူနာရူမာသူရဲ့ကောင်းဖြစ်ပြီးအီတလီချန်ပီယံဖြစ်ခဲ့ဘူးတယ်ဆိုတော့ဝင်းပလေကဒါအခု2021ပြီးရင်ဒီ2028ဆိုရင်နောက်ထပ်9နှစ်အကြာမှာနောက်ထပ်အရှင်အဖြစ်ဖိုင်နယ်ကျင်းပခွင့်ရရှိမှာဖြစ်တယ်ဆိုတော့အခုဒါအခုဥရောပဘောလုံးဖွဲ့ချုပ်နဲ့ UK ရဲ့ပြိုင်ပွဲကျင်းပတဲ့တောင်ရှိသူတွေအားလုံးကတော့ဒါအခုလောလောဆယ်အနေထားရကျင်းပမဲ့ကွင်းတွေကိုသူတို့ရွေးပြီးပြီ ကျင်းပမဲ့ကွင်းတွေကတော့အခုလောလောဆယ်မှာလန်ဒန်မြို့မှာနှစ်ကွင်းရွေးထားတယ်လန်ဒန်မြို့ကဝင်းဘလေးကွင်းကြီးနဲ့ထော့တနမ်ဟော့စ်ပါရဲ့ကွင်းပါတယ်ပြီးတော့မှအဲ့နောက်မှာ ဝေးစပိုင်ကန်ကာတီမျိုးကထောင်စုနှစ်ကွင်းကြီးကသူတို့ကိုလည်းရွေးထားတယ်ပြီးတာနဲ့မန်ချက်စတာစီးတီးရဲ့အက်တီဟက်ကွင်းပါမယ်ပြီးရင်လီဗာပူးမျိုးကအေဗာတန်ရဲ့ကွင်းသစ်ဖြစ်တဲ့ဟီလ်ဒီဂစ်ဆင်ကွင်းပါပြီးတော့ညူကာဆယ်ယူနိုက်တက်အသင်းရဲ့စိတ်ဂျေးဆွတ်မတ်ပါပြီးတော့အာဆိုဗီလာအသင်းကဗီလာဘက်ကွင်းပါတယ်နောက်စကော့လန်မှာဟမ်တန်ဘက်ပါပြီးတော့အိုင်ယာလန်မှာတော့ဗီဗာ arena ဆိုတဲ့ island ရဲ့ national stadium ပါတယ်ဆိုတော့ကျွန်တော်တို့ queen ကောင်းနေတဲ့က old trafford ခြံခဲ့တဲ့ amphi ခြံခဲ့မယ် stamford bridge ခြံမယ် emirate ခြံမယ်တချို့ queen ကောင်းတွေတော်တော်များများခြံခဲ့တယ်ဆိုတော့ london မြို့ကတော့နှစ် queen ပေါ့လေရှင်းတယ် wembley ကျင်းပရင်နောက်တစ် queen ကတော့ spa ပဲဖြစ်တယ်နေမဟုတ်ဆို spa queen က queen တစ်ကို liverpool မြို့မှာဆိုရင်ပုံမှန်အားဖြင့် liverpool ကကျင်းပ queen ရပါမယ် everton က brand new queen တစ်ဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုကွင်သစ်ဖြစ်ခွင့်ပေးတယ်ဆိုတော့ဒီနေရာမှာ Manchester City မျိုးက Manchester City က Old Trafford ထက်တော့ကွင်သစ်ဖြစ်တဲ့အတွက်ကြောင့် City ကိုသူတို့ရွေးလိုက်တာဖြစ်ပြီးတော့အခုလောလောဆယ်အနေထားရ Wembley ကွင်းကပွဲစဉ်အများစုဘောလုံးပွဲအပါအဝင်စုစုပေါင်းသူတို့ကျင်းပမဲ့ပွဲအကြီးအတွက်ပေါ့လေ Wembley ကွင်းက10ပွဲတိတိကျင်းပခွင့်ရမယ်အဲ့နောက်မှာ Wales ကထောင်စုနှစ်ကွင်းကအစုစုပေါင်း6ပွဲကျင်းပဝင်ရမယ်အုပ်စုပွဲကလည်းစလို့ပေါ့လေ Tottenham Hotspur ရဲ့ Tottenham Hotspur ကွင်းက9ပွဲကျင်းပဝင်ရမယ် Manchester City ရဲ့ Etihad ကွင်းက9ပွဲ Everton သင်းရဲ့ Hill Dickinson Stadium က9ပွဲ Newcastle United ရဲ့ St James Park က9ပွဲ Aston Villa ရဲ့ Villa Park က4ပွဲနောက် Scotland က Glasgow မှာရှိတဲ့ Hampden Park က6ပွဲကျင်းပဝင်ရပြီးတော့ Ireland က Viva Arena က9ပွဲဆိုတော့ ဝေးစ်ကတကွင်းပဲပါတာပေါ့လေထောင်စုနှစ်ကွင်းပါတယ်စကော့လန်ကဟမ်တန်ပတ်ပါတယ်အိုင်ယာလန်ကဗီဗာအရီနာဆိုတော့ဂျန်နက်ကွင်းတွေကလုံးကအင်္ဂလန်ကကွင်းတွေကြီးပဲဖြစ်တယ်ဆိုတော့အင်္ဂလန်ကွင်းထဲမှာဝင်းဘလေးရဲ့ထော်တန်ရဲ့အက်တီဟတ်ရဲ့ဟီလ်ဒီဂစ်ဆန်ရဲ့စိန့်ဂျင်ဘတ်ရဲ့ဗီလာပတ်ရဲ့အင်္ဂလန်က6ကွင်းဝေးစ်ကတကွင်းနောက်တစ်ဖက်ကစကော့လန်ကတကွင်းနဲ့အိုင်ယာလန်ကတကွင်းအသီးသီးပါတယ်ဆိုတော့ ဒီယူရိုပြိုင်ပွဲကလည်းပြိုင်ပွဲဝင်24သင်းကိုပဲကျင်းပမှာဖြစ်တယ်။အစောပိုင်းတုန်းကတော့ဒီယူရိုပြိုင်ပွဲနဲ့ပတ်သက်လို့ပေါ့လေအင်ရှင်ဖြစ်ကျင်းပဖို့ရာထားတဲ့အသင်းတွေရှိကြတယ်။အဲဒီရာထားတဲ့အသင်းတွေရှိခဲ့ပြီးတော့မှနောက်ဆုံးမှာ UK နိုင်ငံကတီးတက်သူတို့ကြီးပဲရသွားတာပေါ့လေ။ဒါဒီအင်ရှင်ဖြစ်ကျင်းပဖို့အတွက်သူတို့2028အစတုန်းကအင်္ဂလန်ရဲ့၊ရောက်အိုင်ယာလန်ရဲ့၊အိုင်ယာလန်ရဲ့၊စကော့တလန်ရဲ့ဝေးဆိုပါဝင်တဲ့သူတို့အဖွဲ့ကြီးတစ်ဖွဲ့ကသူတို့တသင်းပါတယ်။ ိုက်ကနေမှာစအခြားနိုင်ငံတွေတဲ့ကစပိန်အပါအဝင်ကျင်းပဖို့အတွက်ဒက်မတ်ပါတယ်ဂျမတ်ရဲ့ဖာရူချူးစုများရဲ့ဖင်လန်ရဲ့အိုက်စလန်ရဲ့နော်ဝေးရဲ့ဆွီဒင်ရဲ့အိုက်စကန်ဒီနေးဗီးယားနိုင်ငံတကူတကူကတတွဲပြီးတော့မှပေါ်တူဂီနဲ့စပိန်ကတတွဲပါတယ်ပြီးတော့မှရူမေးနီးယားရဲ့ဂရီရဲ့ဘူဂေးရီးယားနဲ့ဆာဗီးယားကတတွဲပါတယ်နောက်ပေါ်တူဂီနဲ့စပိန်က2030ကမ္ဘာဖလားပြိုင်ပွဲကျင်းပဖို့ဆိုပြီးသူတို့ကအိုက်ပြိုင်ပွဲကနေ withdraw လုပ်သွားတယ်ထွက်သွားတယ်တကယ်တည်းသူတို့2030ကမ္ဘာဖလားပြိုင်ပွဲအခြားမှာ သူတို့နဲ့အတူမော်ရိုကိုကပါအင်ရှင်ပေါင်းပြီးတော့2030ကမ္ဘာဖလားဖို့အင်ရှင်ရတယ်ဆိုတော့အဲ့မှာနှုတ်ထွက်သွားတယ်အဲ့ချိန်မှာစကင်ဒီနေးဗီးယားနိုင်ငံတွေကဖာရိုကျူးစုများအပါအဝင်ဒန်မတ်ဖင်လန်အိုက်စ်လန်နော်ဝေးဆွီဒင်တို့အဲ့အိုက်ကောင်တွေကအင်္ဂလန်တို့ကိုမရှင်နိုင်လို့အစောပိုင်းတုန်းကကျင်းပဖို့ရည်ရထားတဲ့ထဲကတနိုင်ငံတွေကကျင်းပမဲ့အီတလီနဲ့တူရကီလည်းပြိုင်ပွဲကနေတည်တည်နှုတ်ထွက်သွားတယ်နောက်ဆုံးမှာအင်္ဂလန်ဟာအင်ရှင်ဖြစ်ကျင်းပခွင့်ရရှိသွားတယ် ဒါအခုလောလောဆယ်မှာရုရှားကအစောပိုင်းတုန်းကဒီပြိုင်ပွဲမှာကျင်းပဖို့သူတို့ရည်ရွယ်ထားတယ်ဒါပေမဲ့သူတို့ယူကရိန်းနဲ့ဆစ်ဖြစ်ပြီးကြတဲ့ကရုရှားကိုအိုက်ပြိုင်ပွဲကဆင်းကားတယ်ထုတ်ပယ်လိုက်တဲ့အတွက်ကြောင့်နောက်ဆုံးမှာ UK ကတည်တပ်ယူရိုကကျွန်တော်တို့အင်္ဂလန်မှာကျွန်တော်အင်္ဂလန်ဆောက်ရောက်ပြီးတဲ့ဆိုရင်အိရှင်ဖြစ်ကျင်းပတာဝင်ဘလီကွင်းဆိုခဏနာပဲဗျ2017ချန်ပီယံလိဖိုင်နယ်ကျင်းပတယ် 2023 Champions League Final ချင်းပါတယ်2024 Champions League Final ချင်းပါတယ် Wimbledon ပါတယ် Champions League Final က3ချိန် Euro Final တစ်ချိန်ပေါ့လေ Euro Final တစ်ချိန်ချင်းပါတယ်တခြားတခြားသော Olympic ပြိုင်ပွဲတွေပါတယ်သူအများကြီးချင်းပါတယ် Wimbledon ကတော့တကယ်ကို Legendary Queen ကြီးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ Euro ပြိုင်ပွဲကြီးစတင်တဲ့အချိန်မှာပိတ်သက်အများဆုံး Queen က London က Wimbledon Queen ပိတ်သက်9000ကျော်ရှိမယ် Spurs ရဲ့ Queen က6000 2000 Manchester City ရဲ့ Queen က6000 1000တစ်ဖက်က Everton Queen က9000 2000 ယူကာဆယ်စိန့်ဂျေးစ်ဘတ်က9200ဗီလာဘတ်က9000ဂလက်စကိုကဟမ်တန်ဘတ်က9000ကာတီကဝေးစ်ကကွင်းက National Stadium of Wales ပေါ်လေအဲ့ကွင်းကပေးသက်9000နဲ့အိုင်ယာလန်က Viva Arena က9000ဆိုကျွန်တော် question ကတစ်ခုပဲပေါ့လေချစ်စပွဲအောင်ွေပေးမှာချစ်စပွဲအောင်ွေပေးရင်အင်္ဂလန်ရဲ့ဝေးစ်ကစကော့တလန်ရဲ့မြောက်အိုင်ယာလန်ရဲ့အိုင်ယာလန်စုစုပေါင်း9နိုင်ငံတော့ချစ်စပွဲအောင်ွေပေးမှာအခုချိန်ထိ ဒီသင်းတွေကိုချေစပွဲအောင်ခွင့်ပေးပါမလားဆိုတဲ့အခြေအနေတွေသူတို့ကြည့်နေစေဖြစ်တယ်ဒါပေမဲ့တေချာတော့2028ယူရိုပြိုင်ပွဲကို UK နိုင်ငံနဲ့ Ireland ကပူးတွဲကျင်းပမှာဖြစ်ပြီးဂျွန်9ရက်ကနေဇူလိုင်9ရက်နေ့အထိကျင်းပမှာဖြစ်တယ်ဖွင့်ပွဲကထောင်စုနှစ်ခွဲမှာ Wales မှာစကျင်းပမယ်ပိတ်ပွဲနဲ့ Final ကိုတော့ London က Wembley ကိုကြည့်မှာကျင်းပသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်